ယေရှုဆိုတာဆမ်ပင်ကိုဆိုဆွစီယုံမယ်လားအဲ့ဒီထက်ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုရင်ကောကဲဒီနေ့မှာတော့စန်သားထင်းသိမှုလောကတွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်သိပြန်ပြီးနေတာတခုကိုတူတူလေးလာကြည့်ကြရအောင်အစမှာတင်းတော်တော်လေးအံ့ဩစရာကောင်းတယ်ပြောင်းလဲမှုတခုကိုတွေ့ရမှာပါကဲဒီမှာကြည့်လိုက်အောင်ဘယ်ဘက်မှာကျွန်တော်များများကြုံဝူကြတဲ့ပြဿနာပေါ့ဥယျာပြားမှာ ပေါက်တည်ထန်နေမယ်စန်သားကလည်းကြမ်းတမ်းပြီးပျက်စီးနေတဲ့ပုံစံညာဘက်မှာကျတော့အားလုံးလိုချင်ကြတဲ့အခြေအနေတန့်စင်နေတဲ့ဥယျာပြားရဲ့ ချောမိတ်တော့ပြောင်းနေတဲ့စံသားရဲ့အဲ့ဒီမှာအဓိကမင်းစရာရှိလာတယ်ဒီလောက်ထိတိတိသားသားပြောင်းလဲသွားဖို့ကို တခြားဘာပစ္စည်းမှမထုံးမဲနဲ့ရီရိုးရိုးရီတခုတည်းနဲ့ဘလို့များဖြစ်နိုင်ပါလဲနော်တကယ်တော့အဖြေကဒေါ်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါ့။ဟုတ်ပါတယ်အဖြေကတာမန်ရီတော့မဟုတ်ဘူးပေါ့ဒါကတော်တော်လေးထူးခြားတဲ့ရီအမျိုးအစားတစ်မျိုးပါသူမှအစွမ်းထက်တဲ့လျိုးဝှက်ချက်နှစ်ခုရှိနေပါတယ် ဒီဇလိုက်ရဲ့အထက်ဇက်ကောင်သူရဲကောင်ကတော့ protonated water ပါပဲသူကဘယ်လိုမြင်အောင်ကြည့်လို့ရလဲဆိုတော့ immutant သင်းငယ်ပေမဲ့အစွမ်းထက်တဲ့အမှုလေးတွေအဲ့ဒါက proton တွေပေါ့အဲ့ဒီ proton တွေအများကြီးနဲ့အားဖြည့်ထားတဲ့ super အားတွန်းထားတဲ့ရေမျိုးလိုပဲစိတ်ထဲမှာမြင်ချင်လဲပေါ့ကဲသူရဲ့ပထမဆုံးရိုဟတ်ချက်ကိုကြည့်ကြအောင်အဲ့ဒါကဘာလဲဆိုတော့ဥယျာဉ်ပြအတွက်တန်လိုက်တစ်ခုလိုလူပြတာပါပဲ အရန်ရှွတ်ရှွတ်ထွေးထွေးတွေမဟုတ်ပါဘူးအခြေခံကြားတဲ့ယူပါဖိဒါနေရာမရဲ့ပုံမှာပဲအခြေခံထားတာပါဒီနေရာမှာအဓိက voucher ကပရိုတွန်ပါပဲပရိုတွန်မှာကအင်မတန်အားကောင်းတဲ့အဖိုးမနင်းစ် positive plaster အရှိနေပါတယ်ဒီအချက်လေးကအရေးကြီးတယ်နော်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကပါလဲဆိုတော့ဥယေပြားပေါ်ကကျွန်တော်တို့မလို့ချင်းတဲ့အရာတွေဥမာပေါ့တို့အစီပိုတွေဖုံမှုတွေအဲ့ဒီအငြိအကျေးအများစုကစန့်ကျင်ဘက်ဖြစ်တဲ့ NIMGs negative debt ကိုစောင့်နေကြတာမှာဆိုတော့ ဘာဖြစ်မလဲစဉ်းစားကြည့်ပါ အဖိုရက်ဆောင်တဲ့ပရိုတောင်းတွေကဥယျာပြာနာကို ရောက်လာပြီဥယျာပြာပေါ်ကအညစ်အကြေးတွေကအမားတဲ့ဆောင်နေတယ်အဲ့ဒီတော့ဟုတ်ပါတယ်တန်လိုက်လို့ပဲစန့်ကျင်ဘက်တွေကတစ်ခုနဲ့တစ်ခုကိုစွဲငင်တော့တာပါပဲပရိုတောင်းတွေကတန်လိုက်အသေးစားလေးတွေလို့ဖြစ်သွားရောအဲ့ဒီနောက်မှာဖြစ်လာတဲ့ရလက်ကတော့ရှင်းရှင်းလေးပါပဲအဖိုတက်ရှိတဲ့ပရိုတောင်းတွေကအမားတက်ရှိတဲ့အညစ်အကြေးတွေကို ဥယေပြားပေါ်ကနေတိုက်ရိုက်ကိုဆွဲခွာပြီးဖယ်ရှားပစ်လိုက်တာပဲ။ဘာတာတုပစ္စည်းမှမလိုဘူး။ရိုးရှင်းနဲ့ယူပါပေးတာပဲ။ဒါပေမဲ့ခဏလေးဥယေပြားတန့်စင်သွားတာကဇလန်းရဲ့တဝက်ပဲရှိသေးတယ်။သူ့မှာဒုတိယဆွမ်းအားတစ်ခုကျန်သေးတယ်။အဲ့ဒါကတော့ဆမ်ပင်သားကိုယ်တိုင်ကိုရောဘယ်လိုများချုံးမွေသွားစီတာလဲဆိုတာပါပဲ။ Okay ပုံမှန်အဖြစ်ကျမ်းမာတဲ့ဆံပင်ထကတဘာဝအတိုင်းအစစ်တက်နည်းနည်းလေးရှိနေတယ်။ဒါပေမဲ့ဆေးဆိုးတာလို့ကောက်တာလို့ဓာတုပစ္စည်းနဲ့ထိတွေ့တဲ့အခါ ဆံပင်ကအကာလီတက်ဘက်ကိုရောက်သွားရောအဲ့လိုထွက်သွားရဲ့ဘာဆက်ဖြစ်လဲဆိုတော့ဆံပင်ရဲ့အပြင်ဘက်ကအကောက်ွယ်ပေးထားတဲ့အလွာကျူတီကလော့ထိုးတဲ့အလွာလေးတွေကထင်းရှုတီရဲ့အဖက်လေးတွေလိုပဲဝေးပြီးကွာတက်လာတော့တာပဲအဲ့ဒါကြောင့်ဆံပင်ကကြမ်းတမ်းပြီးဖွာလန်းခြင်းနေတော့တာပေါ့ဒါကြောင့်ကျမ်းမာတဲ့စန္ဒာနဲ့ဥယျပြားရဲ့လျှို့ဝှက်ချက်ကဒီကနန်းတွေထဲမှာရှိနေတာပါအကောင်လုံး pH အတိုက်တာက4.5နဲ့5.5ကြာ acid တဲ့နည်းနည်းလေးရှိနေတဲ့အခြေအနေမှာပဲစန္ဒာကအကောင်းဆုံးအခြေအနေမှာရှိနေနိုင်တာပါဆိုတော့ protonated water ကဒီပြဿနာကိုဘယ်လိုဖြေရှင်းပေးလဲသူက acid ရှိရဲ့ရေချစ်နေတဲ့အတွက်ပျက်စီးနေတဲ့ alkali ခြေနေကိုပြန်ပြီးထိန်းညင်ပေးလိုက်တယ်အဲ့ဒီခါမှာ heavy ပွင့်နေတဲ့ cuticle လေးတွေကပြန်ပြီးကျုံသွားတယ်ပြန်ပြီးပိတ်သွားတဲ့အတွက်စန္ဒာကချောမွေတော့တော့တာပါပဲကဲအခုဆိုရဲဒီဆွမ်းတစ်ခုပေါ်ကျွန်တော်သိသွားပြီအဲ့ဒီတော့အဲ့ဒီနှစ်ခုပေါင်းပြီးကြည့်လိုက်ရအောင်အမုံလေးတစ်ခုတည်းကဘယ်လိုဆွမ်းနှမျိုးနဲ့အလုပ်လုပ်သွားလဲဆိုတာကိုပေါ့ ဒါကိုခြုံကြည့်ပြောရရင်တော့ပွင့်နေတဲ့ cuticle တွေကိုပြပိတ်ပေးတဲ့ core တစ်မျိုးလို့ရောဥယျာပြာကအညစ်အကြေးတွေကိုဆွဲထုတ်ပေးတဲ့တန်လိုက်တစ်မျိုးလို့ရောနှစ်မျိုးလုံးအလုပ်လုပ်ပေးသွားပါဒါဒီမဲ့လားဆိုတော့မဟုတ်သေးဘူးနောက်တအဖိုးစုကနေနဲ့အချိုးကျစုတစ်ခုရှိပါသေးတယ်ဥယျာပြာက acid တပ်ပါဝန်းကျင်ပြန်ဖြစ်သွားတဲ့အခါအဲ့ဒီပါဝန်းကျင်ကပေါက်ခီဆေးတဲ့ malassezia ဆိုတဲ့အမိုးတွေရှင်သန်ကြီးတော့ဖို့အတွက်ခက်ခဲသွားစေတယ်ဆိုတော့ဒါကပေါက်ပြတနာကိုသူ့ရဲ့အရင်မြင့်ကလေးကိုဖြည့်ရှင်းပေးရရောက်သွားတာပေါ့ ဲ့ဒီတော့စဉ်းစားကြည့်ကြရပဲเนาะရေးလို့ပြောလိုက်ရင်အရန်ရိုးရှင်းတယ်လို့ထင်ရတဲ့အရာတစ်ခုတည်းမှာတော့ကျွန်တော်တို့ရဲ့နေစဉ်ဘဝကိုဒီလောက်ထိတက်ရောက်မှုရှိနေတဲ့တိပတ်နေရမှာဒီဖုံးကွက်နေတာပဲဒီလိုဆိုရင်တခြားဘလို့ရာတွေထဲမှာရောဘလို့လီယိုဟက်ချစ်တိရှိနေပြီမလဲဆိုတာ တကယ်လို့တွေးစရာပါပဲ